အာဆင်နယ်အသင်းနီးပြအာဒီဒါကလက်ရှိချန်ပီယံရီယဲအသင်းနဲ့ရှင်ပြန်ရမယ်။ချန်ပီယံလိကွာတာဖိုင်နယ်ပထမအကြော့ပွဲစဉ်မတိုင်ခင်မှာသူတို့အနိုင်ယူဖို့အဆင်သင့်ဖြစ်နေပြီလို့ပြောခဲ့ပါတယ်။အာဒီဒါကဒါကကျွန်တော်အတွက်တရားရဂိုင်းတော့ကြီးမားဆုံးညပါ။အဲ့ဒါကြောင့်လဲကျွန်တော်ဟာဘောလုံးလောကထဲကိုရောက်နေတာပါ။ဒီလိုပွဲမျိုးဟာကျွန်တော်တို့ရဲ့ကိုပိုင်ဇလန်းကိုတိစောက်နိုင်ဖို့အခွင့်အရေးဖြစ်ပါတယ်။ဒါကကျွန်တော်တို့လိုချင်တဲ့အဆင့်ဖြစ်ပြီးအာဆင်နယ်ကတသမတ်တည်းရှိဖို့လိုပါတယ်။ကျွန်တော်တို့သူတို့ကိုအနိုင်ယူဖို့အဆင့်သင့်ဖြစ်နေပြီဆိုတာအလွန်ယုံကြည်မှုရှိပါတယ်လို့ပြောခဲ့ပါတယ်။ အာဆင်နယ်နဲ့ရီယယ်အသင်းတို့ဟာချန်ပီယံလိပြိုင်ပွဲမှာထိပ်တိုက်တွေ့ဆုံမှုအဖြစ်2005-2006ရာသီက16သင်းအဆင့်မှာတွေ့ဆုံမှုသာရှိခဲ့ပါတယ်။ဒီပွဲမှာအာဆင်နယ်အသင်းဟာရီယယ်အသင်းကိုနှစ်ကျော်ပေါင်းရလက်တကူကိုမရှိတဲ့အနိုင်ရပြီးကွာတာဖိုင်နယ်ကိုတက်နိုင်ခဲ့တာပါ။အာဆင်နယ်အသင်းဟာပရီးမီယားလိပြိုင်ပွဲမှာထိပ်ဆုံးနေရကလီဗာပူးအသင်းနဲ့ဆက်တမတ်ကွာဟနေရကြောင်းချန်ပီယံလိပြိုင်ပွဲမှာချန်ပီယံဆုကိုရယူနိုင်ဖို့ပြင်မှတ်ထားနေတာဖြစ်ပါတယ်။အာဆင်နယ်အသင်းဒီပြအာရီတာဟာမကြသေးခင်ကမှဒဏ်ရာကနေပြန်တက်တာလာတယ်။ ဆာကာကိုဒီပွဲမှာအသင်းရဲ့ပွဲထွက်လူစင်းနဲ့အတုံးပြူလာဖို့ရှိနေတာပါရီယယ်တင်းဒီပြအန်ဆလော့တီကပထမကြော့မှာရှင်မြန်ရမယ်မိနစ်60ဟာအရေးကြီးပေမဲ့ဒုတိယကြော့ကစားဖို့ရှိသေးတဲ့အတွက်ဒီပွဲကအဆုံးဖြတ်မဟုတ်ဘူးလို့မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်မှာပြောခဲ့ပါတယ်အာဆင်နယ်နဲ့ရီယယ်တင်းတို့ကပြီးခဲ့တဲ့လီဂ်ပွဲတွေမှာနိုင်ပွဲပျောက်ဆုံးခဲ့တာကြောင့်ဒီပွဲမှာရလက်ကောင်ရယူနိုင်ဖို့ပြင်မှတ်ထားနေတာပါအာဆင်နယ်နဲ့ရီယယ်အသင်းတို့ရဲ့ချန်ပီယံလိကွာတာဖိုင်နယ်ပထမအကြိမ်ပွဲစဉ်ကို AP 9ရဲ့မနက်ပိုင်းမှာရှင်ပြိုင်သွားမှာဖြစ်ပါတယ်။